အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့ဆရာကြီးတာယာမင်းဝေရဲ့ဆုံးကိုက်ခံရတဲ့တစ်သည့်ဆိုတဲ့စာအုပ်ထဲကလိပ်ပြားဆိုတဲ့ကောင်းစင်လေးကိုဖတ်ပြပေးခြင်းပါရစေ။လိပ်ပြားလှန်ချမ်းလာတာမြင်ရတယ်။ကန့်ချမ်းလာတာမမြင်ရဘူးလို့စကားပုံရှိတယ်။တကယ်တော့လှေကားချမ်းလာတာကိုလည်းမမြင်ရဘူးကွာ။သူကအဲ့ဒါလို့ပြောတော့ ကျွန်တော်လည်းကြောင်အံ့အံ့ဖြစ်သွားတယ်။လေကထမ်းလာတာကိုဘာလို့မမြင်ရမှာလဲဗျ။ခမရယူနေလို့လား။အဲ့ဒီအခါသူကမချုံမချင်းပြုံးပြီးကျွန်တော်ကိုပြန်ပြောတယ်။သူစကားကတော့အတိုင်းတာတစ်ခုထိတဒနာဆန်တယောင်ယောင်။လေးနဲ့တယောင်ယောင်ရှိပါလေ။လူတွေက လေကတစင်းစီထမ်းထားကြတယ်ကွ။ဒီဘဝကနေတည်လွန်သွားတဲ့အခါတချို့ကအဲ့ဒီလေကားနဲ့နှက်ပြီကိုတက်သွားကြပြီတချို့ကတော့အဲ့ဒီလေကားနဲ့ပဲငရဲပြီကိုဆင်းသွားကြတယ် ကျွန်တော်ကဘာမှပြမပြောပဲ သူကိုချင်းနေသည့်အခါသူကမိခုံးငွေတွေကိုတဖြည်းဖြည်းမှုတ်ထုတ်ပြပါတယ်။ဆေးလိပ်ကပြားတွေကို တောက်ချရင်မိခုံးငွေတွေကြာမှာပဲမတဲမကွဲဆိုခဲ့တယ်။လူတွေဟာကိုလီကကိုထန်ထားကြတာကွာ။အဲ့ဒီလိုနဲ့သူဟာကိုချင်းတရားကိုလေးစားသူတယောက်ဖြစ်လောကကြီးမှာကုတ်ချင်ရက်တည်ခဲ့တယ်။ကျွန်တော်ဘဝရဲ့ဖြစ်စဉ်တွေကိုပြန်စဉ်းစားတဲ့အခါမေ့လျော့နေတာတွေအများကြီးပါပဲ။ အနေချင်းမှတ်မိသမျှလေးတွေကတော့သူဟာကိုချင်းတရားတဲ့မှသူတယောက်ဆိုတာကိုလင်းလင်းချင်းချင်းတွေ့မြင်ရပါတယ်။ဒါပေမဲ့တနေ့မှာတော့သူဟာမကောင်းမှုတစ်ခုကိုပြုကျင်ခဲ့တယ်။သူပြုတဲ့မကောင်းမှုကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းညတညရဲ့တကောင်းရမ်းမှာသူဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်။သူ့အိမ်မက်ထဲမှာသူဟာကြောက်ချောခက်ကလူရိုင်းတယောက်ကိုပြတ်သားကြည့်လင်စွာတွေ့နေရပါတယ်။အဲ့ဒီလူရိုင်းဟာ တစုံတရာကိုပြစ်ခတ်ဖို့ဂျူးလေးကိုကောင်းကောင်းမီပြင်ဆင်နေပါတယ်။နောက်တဖြည်းဖြည်းကောင်းမော်လာပြီ။လူရိုင်းကအိမ်မက်မက်သူကိုစိတ်စိတ်ကြည့်လေ။သူလဲအံ့ဩသွားတယ်။အဲ့ဒီမှာပဲလူရိုင်းကသူ့ကိုဂျူးလေးနဲ့စနစ်တကျချင်ရွယ်လိုက်တယ်။သူအကြီးကျယ်ထိတ်လန့်သွားပြီ။လက်နဲ့ကဟန်တာအိယာကအမြန်ဆုံးလူလဲချဖို့ပြင်လိုက်တယ်။ဒါပေမဲ့အဲ့ဒီမှာပဲလူရိုင်းကဂျူးလေးကိုရှုခနဲမောင်းဖြုတ်လိုက်တယ်။ ညာချွန်ကသူ့ခန္ဓာကိုယ်တွေကိုတန်လန်ထိုးပေါက်သွားစင်ပါပဲ။အာခနဲ့အတန်နဲ့ကြီးနဲ့ဂျုံအော်ရင်သူ့လန်နိုးသွားခဲ့တယ်။သူ့တကူလုံးချွေးရီပြိုက်ပြိုက်စီနေတယ်။သူ့ရှင်ဘက်ကငုံကြည့်။သူ့တကူလုံးကိုလက်နဲ့ဆန်းချပြီးနေတော့တယ်။အဲ့ဒီညာသူ့ပြန်အိတ်လို့မရတော့ဘူး။နိုင်တန်ချောင်းခောက်တန်ဟာမာနရဲ့ဆောင်းကျိုးခတ်တန်လုံးသူ့ကိုညှို့ငင်းချောက်လန်းနေတယ်။အဲ့ဒီလိုပြင်းထန်ရဲ့စက်တဲ့အိမ်မက်တစ်ခုကော ရက်ပိုင်းတွင်းမှာပဲသူထမတ်သေးတယ်။အဲ့ဒီအိမ်မက်ထဲမှာကြံ့ကြုတ်ပုံရတဲ့လူတစ်ယောက်ကသူ့ကိုကြောပေးပြီးလက်ပစ်ပုံကိုပင်အိုက်ကိုက်ဖြုံနေတယ်။နောက်ပြီးတော့မှခြာကနေလှဲ့ပြီးကြည်နေမိတဲ့သူ့ကိုလက်ပစ်ပုံနဲ့ပြပောက်လိုက်တယ်။သူကပါဆက်ကြီးအဟောင်းသားနဲ့ကြည်နေမိတဲ့အချိန်မှာပဲလက်ပစ်ပုံဟာသူ့ရှင်ဘတ်ထဲကနေဘုံကနေပေါက်ကွဲသွားတယ်။သူတကောလုံးအပိုင်းအစာတွေဖြစ်လွန့်ရှင်သွားသလိုခံစားရပြီ။သွေးယူသွေးတန်းသူနိုးလာတယ် နိုးနိုးချင်းနားတွေဥဝေနေပြီအခန်းထဲမှာလည်းရန်နံတွေနေနေသလိုပဲသူမရေတရေထိုင်ရပြီလက်တွေနဲ့လေကိုဖန်ကိုင်းနေမိတယ်။ဖျားဖျားလို့ပါဇက်ကတာမိပဲမယ်။မတဲမကွဲလို့သူ့ဘာသာတော်ပြန်မကြခဲ့ပါဘူး။နောက်ဆုံးအိမ်မက်ကတော့ကြောက်မက်ဖွေရအကောင်ဆုံး။သူလည်းအခန်းစားရဆုံးပါပဲ။ရှင်းလင်းသိသေးတဲ့ညတညာသူနှစ်နှစ်ချက်ချက်အိမ်မော်ကြနေတော့မှအမောင်လေးကလက်တစ်ဖက်ကိုမြင်လိုက်ရတယ်။ ဲ့ဒီလက်ဟာမောင်ရိတ်ထဲမှာပပင်းထောင်လာတဲ့မွေတကောင်လို့ခြေပြင်းချင်းစတင်လှုပ်ရှားတယ်။အဲ့ဒီလက်ဟာသူ့ရှင်နဲ့ကို ဖောက်ပြီးဝင်လာတယ်။နောက်တော့အဲ့ဒီလက်ကသူ့နှလုံးသားရှည်တတဲမှာရလိုက်တယ်။သူကြည့်နေစေအချိန်မှာပဲအဲ့ဒီလက်ချောင်းလေးကသူ့နှလုံးသားကိုဖြန်ကနေပါရိုက်ပြလိုက်တယ်။အာသူ့နှလုံးသားဟာနာကျင်စွာတဆိုင်နေနဲ့အော်ဟဲလိုက်ရင်ချိန်စီလိုချလဲလဲသွားတယ်။ သူလဲအမှောင်ထဲမှာရင်းနေနေပြီတေးအံ့မှုမှုနဲ့ပဲအမှောင်ကိုတပေါင်းပေါင်းကူခတ်ခြေကုံးလက်ပန်းချမောလျာလိုအငွေ့ပြန်ပျောက်ကွဲသွားတော့တယ်နိုးလာတော့ယူမတက်ပဲပေါ့ဝူဝူဝါဝါရေမွန်းထားတဲ့တမင်ကြီးလုံး အသက်ကိုအလူရဲရှူရင်မျက်လုံးတွေကလည်းဖန်လုံးတွေလိုကြောင်စီနေတယ်အတော်ကလေးကြာတော့သွေးဆုပ်ဖုတ်ကောင်းကသူ့အခေါင်းထဲမှာမျက်လုံးပြန်မှိတ်သွားတယ်လို့မျိုးသူလဲကြင်ထမ်းမှာ ညလုံးတွေပြန်မှိတ်သွားတယ်။ကောင်းရင်ကအိတ်ဆေးပလင်ကတော့အခွန်လောက်ပဲကြံရည်လေးရဲ့။သူနဲ့ကျွန်တော်ကွဲကွာနေတဲ့အဲ့ဒီအချိန်တိုးလေးအတွင်မှာပဲ။သူဟာအိမ်မက်များနဲ့ထက်ကားတလဲလေ။အိုမင်းခဲပြီဖြစ်တယ်။သူ့အဖြစ်ပြက်အကုန်စင်ကိုသူပြောပြလို့သိပြီးတဲ့အခါမှာကျွန်တော်ကပေါ်ပါလွယ်ကူတဲ့စိတ်ပညာကူထုံးတရက်ကိုအမှတ်မကျင်းပြောပြလိုက်တယ်။ဒါမခက်ပါဘူးဗျာ။ အိမ်မက်ထဲမှာခမည်းသူတို့ကိုအချိုးချောင်းပြောပြတောင်းပန်လိုက်ပေါ့သူတွေ့ဝေးသွားတယ်ပြီးမှလေးနဲ့တဲမျက်နှာနဲ့ခေါင်းတစ်ချက်ငိမ့်ပြရင်ပြန်သွားတယ်ဂျာပေမဲ့နောက်တစ်ပတ်လောက်ကြာလို့သူနဲ့ပြန်တွေ့တဲ့အချိန်မှာပဲလွယ်ကူမဲ့ချိန်ရတဲ့ကိစ္စဟာပြန်ခက်သွားတာကိုတွေ့ရတယ်သူကကျွန်တော်ကိုမျက်နှာနှွမ်းနှွမ်းနဲ့ကောင်းခါပြတယ်မရပါဘူးကွာဘာလို့မရတာလဲသူကကျွန်တော်ကိုခံမောမောကြည့်ရင်တူတူပြောတယ် ငါအိမ်မက်ထဲငါပြန်ဝင်လို့မှမရပဲကွာကျွန်တော်ရေလဲရေချင်းငိုလဲငိုချင်းသွားတယ်အဲ့ဒါဆိုရင်တေးတဲ့အခါခမည်းလေးကနဲ့ခမည်းငရဲ့ပြီကိုဆင်းသွားရတော့မှာပဲသူမျက်နာဖြူရောသွားတယ်ပြီးတော့ကြောက်ကန်ကန်သလိုပြန်ပြောတယ်အဲ့ဒီခါကျတော့လဲရမမင်းကို ရှင်းပြရမှာပေါ့ကွာရင်ဆိုင်ရဲသားပဲလို့ကျွန်တော်တွေးမိပြီသူ့ကိုခက်စိတ်စိတ်ကြည့်နေလိုက်တယ်သူနှစ်ဖူးကြောရှုံပြီးစဉ်းစားနေတယ် သူ့မျက်နှာမှာလည်းအရေးအယောင်နဲ့အညုံညို့ဖြတ်ပြေးနေတယ်။အတော်ကြာမှဖြည်းဖြည်းချင်းကောင်းခါလာတယ်။ဒါလည်းမဖြစ်သေးဘူးကွာ။ဘာလို့မဖြစ်တာလဲ။ရမမင်းကိုရှင်းပြတဲ့ချိန်ဘာပဲပြပြငါငရေကြနေပြီကွာ။မကောင်းဘူး။သူ့ကိုမစားနာတာမဟုတ်ပါဘူး။ကျွန်တော်ရဲမိတော့တယ်။အရေးတဝက်နဲ့ပဲကျွန်တော်ဘလုံးပထွေးပြောလိုက်ချိန်အဲ့ဒါဆိုရင်ခမည်းကောင်းမှုတစ်ခုပြန်လုပ်ရလိမ့်မယ်။ဘာလဲ။ ကျွန်တော်ပြောပြတဲ့ကောင်းမှုကိစ္စကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းကာလမှာတော့သူဟာတိမ်ချင်သွားတဲ့ကောင်းကင်ဖြူလုံးပြန်ပြီးကြည်လင်လာပါတော့တယ်။သူ့အိမ်မက်တွေအပြစ်ကင်းသွားပါပြီ။အရှင်ကထက်တောင်ပို့ပြီးတည်ငြိမ်လာပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြန်လဲရှင်သန်လာမှုအတွက်ကျွန်တော်လည်းကြည်နူးဝမ်းသာရပါရဲ့။သူ့လက်ထဲမှာအင်ကိုအင်ကရဲ့စားအုပ်လေးတွေ တုံမဟုတ်တုံခြင်ထားတာကိုတွေ့ရတတ်ပါတယ်။ကာလတော်ကြတဲ့အထိကျွန်တော်ကလည်းအလိုက်တတိနဲ့သူ့အိမ်မဆိုးရီကြောင့်ပြန်မဖို့ခဲ့ပါဘူး။တနေ့တော့သူနဲ့လမ်းမဆုံနေ။ဖခင်ကပြန်လာတယ်ဆိုလို့ကျွန်တော်ကလှမ်းစားလိုက်တယ်။ငရဲပြည်ကပြန်တက်လာသူကြီးဘာစုတောင်းခဲ့တယ်လဲ။သူကသူ့စုတောင်းကိုတည်ကြည်စွာပြောပြသွားတယ်။လမ်းတစ်လျှောက်လုံးမှာသူ့စုတောင်းကိုကျွန်တော်အလေးနဲ့စဉ်းစားလာမိတယ်။ဟုတ်တယ်။သူ့စုတောင်းတိတ်မှန်တယ်။ လူဘဝမှာဓာတ်လောက်ကလေးရမယ်ဆိုရင်ကိုတကယ်နီးပြောတင်ပါပြီကျွန်တော်လည်းသူ့လိုစူတောင်းရလိမ့်မယ်အရှင်ဖျားအီမန်သောတစ္ဆာစကားတို့ကြောင့်လိပ်ပြာတန်သောအိမ်မက်များကိုသာမြင်မဲ့ရပါလို့ဤဝူပြူစူတောင်းစဉ်ညင်သားတဲ့ခေါလောင်းတန်လွင်တွေကိုကြားနေရတော့တယ်ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆရာကြီးတာယာမင်းဝေရဲ့ ဆုံးကိုက်ခံရတဲ့တစ်တီးဆိုတဲ့စာအုပ်ထဲကလက်ပြားဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။